ကျွန်တော်တို့မြမရင်ကျေးမှုဒဏ္ဍာရီနဲ့တမိုင်းထဲမှာနဂါးဆိုတဲ့သရဝါကြီးဟာနေရာအနှံ့ပါဝင်နေတာကိုတွေ့ရပါတယ်။တချို့ကပုံမြင်သက်သက်လို့ဆိုပေမဲ့လို့တချို့ကတော့တကယ်ရှိခဲ့ဘူးတယ်လို့ယုံကြည်ကြပါတယ်။ကျွန်တော်ရဲ့ Nova မြန်မာကနေပြီးတော့ဒီနေ့မှာတော့ခမားတို့ကိုထိတ်လန့်အံ့ဩစေမယ့်အကြောင်းအရာတစ်ခုနဲ့တင်ဆက်ပေးခြင်းပါတယ်။မြမနဂါးတွေဟာတကယ်ပဲပုံမြင်သက်သက်လား ဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့လှုပ်ဝက်ဆန်းကျင်တဲ့အမှန်တရားတွေရှိနေနိုင်သလားဆိုတာကိုအသေးစိတ်ဖော်ထုတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဆိုတော့ Video လေးစလိုက်ကြရအောင်။ရှေးရီကင်ကလေးကမြမမေမြမရီမှာငကားတွေကြက်စားခဲ့တယ်ဆိုတဲ့ယုံကြည်မှုတွေကအမြင့်တွယ်နေခဲ့ပါတယ်။ဒီယုံကြည်မှုတွေဟာပုံမြင်သက်သက်လား ဒါမှမဟုတ်ပဲအင်အားကြီးမတဲ့ဒီသတော်ရီဟာတည်ရှိခဲ့ဘူးသလားဆိုရဲအမေကအမြဲတစေစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဘိုးဘွားဘေးဘေးတွေဟာနဂါးတွေကိုရေမြေနဲ့တဘာဝတရားကြီးကိုစောက်ရှောက်တဲ့အစွမ်းထက်တတဝါတွေအဖြစ်ရှုမြင်ခဲ့ကြပါတယ်။နဂါးတွေရဲ့ပုံတံတန်နဲ့စွမ်းအားတွေအကြောင်းကိုနှုတ်ဆက်ကန်စားပြီးပကြီးပပုတွေအားတစ်ဆင့်ဖော်ပြခဲ့ကြပြီးဒါတွေဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရက်လို့ဖြစ်နေခဲ့ပါတယ်။မြမဒဏ္ဍာရီလာနဂါးတွေရဲ့ထူးခြားဆန်းကျင်မှုတွေကပုံမြင်လို့တကယ်လို့ဆိုရဲအငင်းပွားဖွယ်ရမေကွန်းကိုပို့ပြီးတော့နတ်ရှိုင်းစေပါတယ်။ဆိုတော့နဂါးဆိုတာစိတ်ကူးရင်ဖန်တီးမှုလားဒါမှမဟုတ် မိုင်းတစ်ချောင်းဖုံးကွယ်ထားတဲ့လိုအပ်ချက်တစ်ခုများလားဆိုတာစမ်းစစ်ကြည့်အောင်ပါမြမရွေရပုံမြင်နေတဲ့ဗုဒ္ဓဘာသာစာပေတွေမှာနဂါးတွေအကြောင်းတွင်တွင်ကျကျတွေ့ရပါတယ်။ဗုဒ္ဓဘာသာဇာတ်တော်ကြီးတွေမှာနဂပီနဂါးမင်းတွေအကြောင်းကိုထင်ရှားစွာဖော်ပြထားပါတယ်။ဒါတွေကနဂါးတွေဟာဗုဒ္ဓဘာသာရဲ့တဏှာကြီးနဲ့ပုံမြင်နေမှာအရေးပါတဲ့နေရာနေပါဝင်နေတယ်ဆိုတာကိုပြသနေပါတယ်။ နဂါးတွေကိုရေဆောင်တဲ့တွေအဖြစ်မိုးကိုထိန်ချုပ်သူတွေအဖြစ်ဥစ္စာဒဏ္ဍာရီကိုစောက်ရှောက်သူတွေအဖြစ်ပုံဖော်ကြပါတယ်မြမအရှိဟောင်ပကြီးတွေဗဘူးတွေမှာလည်းနဂရုပ်တွေကိုဌာပနာတွေဘုရားစီတီတွေရဲ့အဝင်အဝတွေမှာထည့်သွင်းတိဆောက်လေရှိပါတယ်ဒါဟာနဂါးရီအပေါ်ထားတဲ့ယုံကြည်မှုကြောက်ရွံ့မှုနဲ့လေးစားမှုတွေကိုပေါ်ပြနေပါတယ်ဒီလိုဘာသာရေးနဲ့ယဉ်ကျေးမှုမှာနဂါးရီရဲ့အခန်းကဏ္ဍကြီးမားနေတာဟာပုံမြင်သက်သက်ဆိုရင်ဒီလောက်အထိအေးပါပါမလားဆိုတဲ့အမေကွန်းကိုဖြစ်ပေါ်စေပါတယ် ဆိုတော့ရှေးလူကြီးတွေရဲ့ငကားအပေါ်ယုံကြည်မှုကဘယ်အထိခိုင်မာခဲ့လဲဆိုတာကိုစဉ်းစားစရာပါပဲတဏှာကြီးတွေတဲ့ကငကားတွေရဲ့ပုံတံကအမျိုးမျိုးကွဲပြားပြီးမဲ့အများအပြားငွေနဲ့ဆင်တူပြီးတော့ခြေလက်တွေပါတတ်တာကိုတွေ့ရပါတယ်သူတို့မှာမိုးခေါ်နိုင်တဲ့ရေကိုထိမ့်ချုပ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့လည်းယုံကြည်ကြပါတယ်။ပြီးတော့အသွင်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ shape shifting အစွမ်းတွေလည်းပိုင်ဆိုင်တယ်လို့ဆိုပါတယ်။ဥပမာပြရရင်လူအသွင်တွေဖန်ဆင်းနိုင်တဲ့လူမျိုးတွေပေါ့။ ဒီလိုမတူညီတဲ့စွမ်းအားတွေနဲ့အထူးခြားတဲ့ပုံသဏ္ဍာန်တွေဟာငကားတွေကိုအာမန်တိရစ္ဆာန်တွေနဲ့ကွဲပြားစေပြီးတော့ပို့ပြီးတော့လှုပ်ဝက်ဆန်းကျဲစေပါတယ်။ဒီအစွမ်းတွေကအမှန်တကယ်ပဲလား။ဒါမှမဟုတ်လူတွေရဲ့စိတ်ကူးယဉ်ဖန်တီးမှုတွေလားဆိုတာတော့တေချာမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ဒီပေါ်ပြချက်တွေကနဂါးတွေဟာသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့သရဝါတွေအဖြစ်ရှေးခေတ်လူတွေကမြင်ခဲ့ကြတယ်ဆိုတာကိုညွှန်ပြနေပါတယ်။သူတို့ရဲ့အစွမ်းတွေကဘလို့တည်ရောက်မှုတွေရှိနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။မြန်မာနိုင်ငံရဲ့ပထဝီဝင်အနေထားအထူးသဖြင့်မြစ်ချောင်းအင်းအိုင်တွေနဲ့နဂါးတွေဟာခွဲခြားလို့မရတော့အောင်ကိုဆက်ဆက်နေပါတယ်။ အေယာဝရီမြစ်ချင်းတွင်းမြစ်လိုအမြင့်ကြီးတွေရဲ့မြစ်ဖြားခံရနေရသည်မြစ်ကြောင်းတစ်လျှောက်နဲ့အင်းအိုင်ကြီးတွေမှာနဂါးတွေကျက်စားတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်ဒီနေရာတွေဟာနဂါးစောက်တဲ့နေရာတွေဖြစ်လေတတ်မှတ်ခံရပြီးတော့ပူဇော်ပါသားမှုတွေပြုလုပ်ကြပါတယ်ဒီလိုမြစ်တွေချောင်းတွေ တောင်နေနဲ့ငကားတွေကိုဆက်ဆက်ပုတ်ပေါ်ထားတာဟာရှေးခေတ်လူတွေရဲ့သဘာဝတရားအပေါ်ထားတဲ့အမြင်နဲ့ငကားတွေကိုသဘာဝဆွမ်းအားတစ်ခုအဖြစ်ရှုမြင်ဖို့ကိုပြသနေပါတယ်။တကယ်ပဲဒီမြစ်တွေရဲ့အောက်ခြေတောင်နေရဲ့လှုပ်ဝက်မြောင်းတွေမှာလူတွေမသိနိုင်တဲ့ထူးဆန်းတဲ့သဘာဝတွေရှိနေခဲ့သလားဆိုတာစဉ်းစားစရာပါ။ဒါမှမဟုတ်မြေရဲ့အပြင်အားတောင်ရည်ရဲ့အခမ်းအနားမှုတွေကိုငကားနဲ့ပုံဖော်ခဲ့တာများလားဒီဆက်ဆက်မှုတွေကငကားတန်တားကြီးကိုပို့ပြီးတော့ယုံကြည်စေနိုင်ပါတယ် မြမသမိုင်းနဲ့ရာဇဝင်ကျမ်းတွေမှာလည်းနဂါးရီအကြောင်းရံဖန်ရံခါတွေ့ရတတ်ပါတယ်။တချို့မင်းဆက်တွေရဲ့မြစ်ဖြားခံပုံကိုနဂါးရီနဲ့ဆက်ဆက်ပြီးဖော်ပြထားတာမျိုးရှိပါတယ်။ဒါဟာနဂါးရီဟာတာမန်တန်တားပြုံမြင်တွေတင်မကပဲနဲ့သမိုင်းမှတ်တမ်းတွေထဲမှာပါတဏီမဟုတ်တဏီပါဝင်ပတ်သက်နေတယ်ဆိုတာကိုပြသနေပါတယ်။ရှေးခေတ်ဘရင်တွေဟာနဂါးရီကိုကြောင်းရွံ့လေးစားခဲ့ကြပြီးတော့နဂါးရီရဲ့အစွမ်းအားကိုမိမိတို့ရဲ့အုပ်ချုပ်မှုနဲ့ဆက်ဆက်ပုံဖော်ခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။ဆိုတော့ဒီသမိုင်းမှတ်တမ်းတွေကနဂါးဆိုတာတကယ်ပဲရှိခဲ့တဲ့အစွမ်းထက်ဒရဝါရီလား ဒါမှမဟုတ်ဘယင်ရဲ့အာနာကိုပို့ပြီးတော့မြင့်မြတ်ချောင်းပြသဖို့ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီတွေလားဆိုတာကိုမေးကွန်းထုတ်เสียပါပဲ။တမိုင်းတဲကငကားချောင်းဖော်ပြချက်တွေဟာလိုအပ်စံချယ်မှုတွေကိုပို့ပြီးတော့နှက်ဆိုင်စေပါတယ်။တကယ်ပဲငကားနဲ့ဆက်နွယ်တဲ့တမိုင်းအဖြစ်အပျက်တွေရှိခဲ့ဘူးသလား။ခေတ်သစ်ကာလရောက်လာတဲ့အခါမှာတော့ငကားတွေဟာပုံမြင်သက်သက်လို့ရှုမြင်သူတွေများလာပြီးမဲ့တချို့နေရာတွေမှာတော့ငကားပေါ်ယုံကြည်မှုတွေဆက်လက်ခိုင်မာနေတော့မှာပဲ။ငကားကိုတွေးဖူးတယ်ဆိုတဲ့ပြောဆိုမှုတွေငကားနဲ့ဆက်နွယ်တဲ့အံ့ဩစရာဖြစ်ရတဲ့အကြောင်းကိုရံပန်ရံခါကြားတတ်ပါသေးတယ်။ဒီလိုယုံကြည်မှုနဲ့ပြောဆိုမှုတွေဟာလူတွေရဲ့အစိတ်ကူးယဉ်မှုကြောင့်လား ဒါမှမဟုတ်တကယ်ပဲမျက်မြင်တွေ့ခဲ့ကြတာလားဆိုတာကိုတော့အတည်ပြုဖို့ခက်ခဲပါတယ်။သိပ္ပံပညာအရငကားလိုသရဝါမျိုးတရှိခဲ့ဘူးတဲ့ဆိုရင်ခိုင်မာတဲ့အထောက်အထားတွေမတွေ့ရသေးပါဘူး။ဒါပေမဲ့ကဘာကြီးမှာလူသားတွေမသိသေးတဲ့လှုပ်ဝက်ချက်တွေသရဝါတွေအများကြီးရှိနေနိုင်သေးတဲ့ဆိုတဲ့အချက်ကိုလည်းမမေ့သင့်ပါဘူး။ဆိုတော့ခေတ်သစ်ကာလမှာတော့ငကားဒဏ္ဍာရီဘာကြောင့်ပျောက်ကွယ်မသွားသေးတာလဲဆိုတာစဉ်းစားစရာပါ။မြမယဉ်ကျေးမှုမှာငကားဟာရိုးရှင်းတဲ့ပုံမြင်တစ်ခုမဟုတ်ပါဘူး။ နဂါဟာအင်အားအကာအကွယ်မွေးဖွားခြင်းနဲ့သဘာဝတရားရဲ့အစွမ်းအားတွေကိုကိုးစားပြုတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ဖျားစီတီတွေရဲ့အစာအဖြစ်ပုံဖော်ထားတာဟာနဂါရဲ့အကာအကွယ်ပေးနိုင်တဲ့အစွမ်းအားကိုယုံကြည်လို့ပါ။အရင်နဲ့ဆက်ဆက်နေတာကတော့မွေးဖွားခြင်းအသက်ရှင်တန်ခြင်းနဲ့ပိုးကြွားခြင်းကိုကိုစားပြုပါတယ်။ဒီလိုနဂါ့ကိုတင်ငေတာအဖြစ်အသုံးပြုထားတာဟာရှေးခေတ်လူတွေရဲ့အတွေးခေါ်နဲ့သဘာဝပတ်ဝန်းကျင်အမော်ထားတဲ့သဘောထားတွေကိုထင်ဟန့်စေပါတယ်။ နဂါဟာရိုးရိုးတရိတ်ဆန်ပုံတံတန်းမဟုတ်ပဲနဲ့ပုံမှုနဲ့ရှာတဲ့အတိတ်တွေစောင့်နေပါတယ်။ဒါကြောင့်နဂါဒန္နာရီတွေကိုလေ့လာတဲ့အခါမှာဒီတင်ငေတာတွေကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။နဂါတွေကိုမြမရိုးရာအမှုပညာနဲ့ပြီးသူကလက်ရာတွေမှာကြဲကြဲပြက်ပြက်တွေ့ရပါတယ်။ဖျားပထိုးတွေရဲ့နှလေကတိတွေမှာနဂါရုပ်တွေနဲ့အလှဆင်ထားတာ။နန်းတော်တွေအိမ်တွေမှာနဂါပုံစံထွင်းထူးမှုတွေပြုလုပ်ထားတာဟာထင်ရှားတဲ့ဥပမာတွေပါပဲ။ ဒီအမှုပညာလက်ရာတွေဟာနဂါးရီအပေါ်ရှေးခေတ်လူတွေရဲ့အမြင်တွေသူတို့ရဲ့ယုံကြည်မှုနဲ့နဂါးကိုအမှုပညာဖန်တီးမှုမှာဘလောက်ထိအရေးတယူပြုခဲ့ကြလဲဆိုတာကိုပြသနေပါတယ်။နဂါးရီရဲ့ပုံတံကိုအမျိုးမျိုးကွဲပြားအောင်ပုံဖော်ထားပြီးတစ်ခုချင်းစီမှာသူ့ရဲ့အဓိပ္ပာယ်တွေရှိနေပါတယ်။ဒီလိုလက်ရာတွေကနဂါးတဏ္ဍာရီတွေဟာနှုတ်ဆက်ကံပုံမြင်တယ်မဟုတ်ပဲနဲ့မြမယဉ်ကျေးမှုအမှုပညာနယ်ပယ်မှာပါအခိုင်အမာနေရာယူထားတယ်ဆိုတာကိုသက်သေပြနေပါတယ်။ဒီလက်ရာတွေကနဂါးရဲ့တည်ရှိမှုကိုတွဲဝိုက်တော်အဖြစ်အားဖြည့်နေပါတယ်။ ဆိုတော့တိတ်ပန်ကြီးကရှူတော့ကကြည့်မယ်ဆိုရင်တော့ငကားတန်တားကြီးတွေကိုသတိစံတွေကိုမှားယွင်းစွာမြင်အောင်ချင်း miss identification ဒါမှမဟုတ်တဘာဝဖြစ်ရက်တွေကိုလူသားတွေနားလည်အောင်ပုံဖော်ထားခြင်းလို့ယူဆနိုင်ပါတယ်။ဥပမာအားဖြင့်ကြီးမားတဲ့အမွေးကြီးတွေမိချောင်းလိုတဲ့ဘာတွေကိုမြင်တွေ့ရတာကနေငကားပုံမြင်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါမှမဟုတ်ရင်လည်းမြည်ရည်ကြီးတာလို့မိုးခေါင်တာလို့တဘာဝဘေးအန္တရာယ်တွေကိုငကားရဲ့အစွမ်းအားနဲ့ဆက်ဆက်ပုံဖော်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့သိပ္ပံပညာရကတော့လက်ရှိအချိန်ထိငကားလိုတရဝါတကယ်ရှိခဲ့ဘူးလေဆိုတော့တိကျတဲ့တက်တီအထောက်ထားကိုရှာဖွေမတွေ့ရှိသေးပါဘူး။ဒါပေမဲ့ဒဏ္ဍာရီတွေဟာလူအဖွဲ့အစည်းရဲ့အတွင်းမြင်ယဉ်ကျေးမှုနဲ့သဘာဝပေါ်ထားတဲ့အမြင်တွေကိုထင်ဟပ်နေတယ်ဆိုတာကိုတော့ငြင်းလို့မရပါဘူး။ ။သိပ်ပံနဲ့ဒဏ္ဍာရီကြားကအကွာအချက်ကတော့အစိတ်ဝင်စားစရာပါပဲ။ဆိုတော့ဏိကုံးချောင်းရမယ်ဆိုရင်တော့ငကားဆိုတာဟာရိုးရိုးပုံမြင်တစ်ခုထက်ပိုပါတယ်။သူဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတမိုင်းနဲ့ယုံကြည်မှုတွေမှာနတ်နတ်ရှိုင်းရှိုင်းအမြင့်တွေနေတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ငကားဟာတကယ်ပဲရှိခဲ့ဘူးသလား။ဒါမှမဟုတ်လူသားတွေရဲ့စိတ်ကူးယဉ်မှုနဲ့တင်ငေတပြုမှုတွေရဲ့ရလက်လားဆိုတာကိုတော့တိတိကျကျအဖြေပေးဖို့ခက်ပါတယ်။ဒါပေမဲ့ငကားတွေဟာကျွန်တော်တို့ရဲ့ဘိုးဘွားတွေရဲ့သဘာဝပေါ်ထားတဲ့အမြင်တွေစက်ကြဝဠာကြီးပေါ်ထားတဲ့နားလည်မှုတွေကိုအထင်ဟပ်နေတယ်ဆိုတာကိုတော့ညင်လို့မရပါဘူး။ဆိုတော့ မြန်မာနိုင်ငံဟာပုံမြင်လားတကယ်လားဆိုတဲ့အမေကွန်းရဲ့အဖြစ်ကပရိသတ်တဦးချင်းစီရဲ့ယုံကြည်မှုအပေါ်မူတည်နေပါလိမ့်မယ်။ဒါပေမဲ့နဂါရီရဲ့လှုပ်ဝက်ဆန်းကျယ်တဲ့ကဘာကြီးကတော့အမြဲတစေစိတ်ဝင်စားစရာကောင်းနေမှာအမှန်ပါပဲ။ဆိုတော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ Nova မြန်မာကနေအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဆိုတော့ခင်ဗျားတို့အနေနဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပါပြီးတော့တခြားသူတွေလည်းသိအောင် share လုပ်ပေးပါပြီးတော့အရေးကြီးဆုံးက subscribe နှိပ်ပေးဖို့လည်းမမေ့ပါနဲ့ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှပြန်ဆုံကြလာပါ